UAB, with you on your journey of life. တက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအွန်လိုင်းကိုဆိုရှယ်မီဒီယာမှာအသေးအဖြက်ရေးသားမှုမြောက်တယ်ဆိုပြီးကိုမျိုးရံနောင်သိန်းကိုစက်သွေးရေးပုံမှ66ဂါကြီးနဲ့ဆွဲချက်တင်မှုအမိန့်ချလိုက်ပါတယ်။ဒီနေ့73ချိန်မြောက်ရုံထုံမှာကမာရွတ်မြို့နယ်တရားသူကြီးကအမိန့်ချလိုက်တာဖြစ်ပါတယ်။ကိုမျိုးရံနောင်သိန်းအသုံးပြုနေတဲ့ Facebook အကောင့်နဲ့အသက်တွေအဖြစ်တင်ပြလာတဲ့စာရွက်စာတမ်းဖုန်းတွေကရရှိတဲ့အချက်တွေအရဗိုလ်ချုပ်မှူးကြီးမင်းအွန်လိုင်းကိုပြောဆိုထားတဲ့အချက်တူတာတွေတွေ့ရတယ်လို့တရားသူကြီးကတရားခွင်အတွင်းမှာပြောကြားသွားခဲ့ပါတယ်။ စွဲချက်အမိတ်နဲ့ပတ်သက်ပြီးပယ်ဖြတ်ပေးဖို့နောက်ယုံကြည်မတိုင်မီခရိုင်တရားရုံးကိုရှောက်ထားသွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်ရှေ့နေဦးကျော်ဟိုးကအခုလိုပြောပါတယ်လည်းကောင်းတာကိုသူကသူရဲ့လှုပ်ဆောင်ချက်ပေါ်မှာဒါတဘောယူနဲ့ကျွန်တော်ကဒါဝေးပါတယ်ဝေးပါတဲ့တဘောပဲနောက်ပြီးတော့လည်းဒီလိုဆောင်ဆိုဆိုကျွန်တော်ဆိုတာအကြီးသားခွင့်ဒါတွေရတယ်ဖွင့်ကြီးရတယ်ဖွင့်ကြီးချုပ်ဖို့ရှိတော့ဥပမာပါပြီးသားဖြစ်သူကြောင့်ဒီသိမ့်ကိုကျွန်တော်ကလက်မခံဘူးဒါကြောင့်မို့ဒီဆွဲချက်အပိတ် ကျွန်တော်တို့ကဒီခင်တရားရုံးကိုတက်ပြီးတော့ဒီအဖြစ်ဖြစ်ဖြစ်ပြီးကျွန်တော်ဆက်နေတော့ဆန္ဒတော့ပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုသုတေသနနဲ့မဟာဗျူဟာလေ့လာရေးဌာနကဒုတိယအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ကိုမျိုးရံနောင်သိန်းရဲ့ဒီနေ့ရုံးချင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုံးမှုဆောင်အဖွဲ့ဝင်ဥညံဝင်းလည်းတက်ရောက်ခဲ့ပါတယ်။လာမယ့်ရုံးချင်းကိုဖေဖော်ဝါရီလ9ရက်နေ့မှာအမှုကိုဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။